လောကလူလောကမှာနေကြတာလေကခဏလေးပဲလို့ဆိုကောင်းစားတဲ့လူလည်းခဏလေးပဲမကောင်းစားတဲ့လူဆိုတာလည်းခဏလေးပဲဘလောက်ချမ်းသာတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ခဏလေးနေမြင်ညပြောက်ဆိုတာလို့လောကမှာပျက်စီးဆုံးရှုံးမှုမှာတလုံးနှင်းမြန်တဲ့တတန်းနေရာနဲ့အလွန်တိုးတဲ့ဒါကြောင့်ဘလောက်ပဲချမ်းသာချမ်းသာမင်းချမ်းသာဆိုတာနော်သမုဒ္ဒရာတွေက တက်လာတဲ့ချိန်လေးမှာရေပေါင်လေးကျလို့ပွက်ခနဲ့ထလာတယ်ရေပွက်ကလေးလို့တူတူလေးပါတဲ့ခဏတေချာစဉ်းစားကြည့်ရင်လည်းလူ့ဘဝခဏလေးပဲနော်စတုမာတဲ့နတ်ပြည်ရဲ့နတ်သက်နဲ့တွဲကြည့်မယ်ဆိုရင် လူတွေရဲ့အနှစ်90မှာစတုမာတဲ့နတ်ကတည့်ရရှိတယ်တာဝရိဏနတ်သက်နဲ့တွဲမယ်ဆိုရင်လူတွေရဲ့အနှစ်100တာဝရိဏမှာတည့်ရပဲရှိတယ်အဲ့တော့တာဝရိဏနတ်ပြည်ကနတ်တွေကနေလူတွေကိုကြည့်လိုက်မယ်ဆိုရင် ဟင်အခုပဲမွေးခုပဲအိုးခုပဲဘုန်းကြီးဖြစ်ပြီးခုပဲတည်သွားတယ်လို့ဒီလိုတဲ့တခါတော့ကဆောလမွန်ဆိုတဲ့အင်္ဂလိပ်စာအုပ်လေးထဲမှာဆောလမွန်ဆိုပြီးတော့ဒီလူဘဝတက်တန်းလေးကိုဖော်ပြထားတာရှိတယ်တက်တန်းလေးဖော်ပြထားတာလေးကစိတ်ဝင်စားတယ်ဘာလဲဆိုရင်သူကတနေ့နေ့မှာမွေးတယ်တဲ့တနင်္လာနေ့ကျတော့ကြောင်းနေ ်အင်္ဂါနေ့ကျတော့လက်ထက်တယ်ဘုရူနေ့ကျတော့ဒီနေမကောင်းထိုင်မတာဖြစ်ကြာသာပရိနေ့ဆေးုံတဲ့တောက်ကြနေ့သေစနေနေ့ချလူတယောက်ရဲ့အသက်ကိုဖော်ပြထားပုံနေ့ဒီခုနှစ်ရက်ပဲအဲ့ဒါလိုလူလောကအဲ့ဒါလိုပြောရလောက်အောင်ဒီခုနှစ်